မြန်မာနိုင်ငံရဲ့အစင်းရဲဆုံးပြည်နယ်မှာမွေဖွားလာပေမဲ့ UFC ကမ္ဘာချန်ပီယံကြီးဖြစ်လာတဲ့ဂျိုရှုအာဗန်ပရိသတ်များလုံးမဲ့မင်္ဂလာပါဘင်းအောင် page လေးကနေကြည့်ဆိုလိုက်ပါတယ်ဒီဇင်ဘာ9ရက်နေ့ကဗန်အတွက်လည်းထူးခြားတဲ့နေ့ဖြစ်တယ်လို့မြန်မာနိုင်ငံကပရိသတ်တွေအတွက်လည်းဝမ်းသာစရာနေ့တစ်နေ့ပါ ဇန်ဟာပြိုင်ဘက်ဖြစ်တဲ့ပန်တိုချာကိုအနိုင်ရသွားခဲ့ပြီးချန်ပီယံခပ်ဘက်ကိုပိုင်ဆိုင်ခွင့်ရသွားခဲ့တဲ့ရှိန် UFC Flyweight တန်ရဲ့ချန်ပီယံအသစ်ဖြစ်လာခဲ့ကောင် UFC မှာပထမဆုံးအချိန်ချန်ပီယံခပ်ဘက်ဆိုင်ခေါ်ခွင့်ရခဲ့တဲ့မြမကိုစားပြုတ်ချင်းဖိုက်တာတယောက်လည်းဖြစ်ပါတယ်။လက်ရှိမှာချန်ပီယံဖြစ်နေတဲ့ပန်တိုချာကိုစက္ကန့်ပိုင်းအတွင်းမှာအလဲထိုးနဲ့အနိုင်ရရှိသွားတာဖြစ်ပြီးဒီခပ်ဘက်ကိုလည်းဗန်ကကောက်ွယ်တောင်းမှာပါ။ပန်တိုချာဟာပွဲစပြီးစက္ကန့်ပိုင်းအကြမှာပဲလက်တတောင်းစေလွဲသွားခဲ့ပြီးဒိုင်ရဲ့အနာပေးခြင်းကိုခံခဲ့ရတာပါ။ပန်တိုချာကချန်ပီယံခပ် တ်၄ချိန်တိုင်တိုင်ကောက်ခွဲလာပြီးတဲ့နောက်မြန်မာဖိုက်တာဗန်နဲ့တွေ့တဲ့အချိန်မှာသူ့ရဲ့ခပတ်ကိုလက်လွတ်ခဲ့ရပါတယ်။ဒီပွဲမှာအနိုင်ရခဲ့တာကြောင့်ပဲဗန်က UFC မှာတာမကအရှိတောင်အာရှနိုင်ငံတွေအထက်မှာလည်းလေးစားရတဲ့ဖိုက်တာဖြစ်လာခဲ့တာပါ။ဒီလိုအောင်မြင်မှုတွေရထားတဲ့ဖန်ကကိုတူးကိုချွန်ပြီးစူးစမ်းလာခဲ့ရတာရှိရင်မြန်မာနိုင်ငံသားချင်းတိုင်ရင်သားဂျိုရှုဟာဖန်ကအသက်၁၂လောက်အရွယ်မှာဒုက္ခသည်ဘဝနဲ့အမေရိကန်ပြည်တော်စုကိုရောက်လာခဲ့ပါတယ်မြန်မာနိုင်ငံရဲ့အစင်းရဲဆုံးပြည်နယ်လေးဖြစ်တဲ့အပြင်အဆက်ဆက်ရာမှာနောက်ကျနေတဲ့ပြည်နယ်လေးဖြစ်ပါတယ်ရှိရင်ဖန်ဟာအ မေရိကန်ပြည်ထောင်စုကိုဆက်ဆရောက်ခြင်းမှာအင်္ဂလိပ်စကားမတက်လို့အနိုင်ကျင့်ခံခဲ့ရတာတွေကိုထိုးနှက်တုတ်ပြန်ခဲ့သူဖြစ်ပါတယ်။တချိန်ကအနိုင်ကျင့်ခံခဲ့ရတဲ့ចောင်းသားလေးဟာအခုတော့ကမ္ဘာလဝိတ်လောကမှာအမြင့်ဆုံး UFC လဝိတ်ကျိုးဝိုင်းထဲမှာချန်ပီယံခပတ်ကြီးကိုစုခူးသွားခဲ့တာပါရှင်။ ဖန်ကိုချင်းပြင်းနေဟာခမြို့ရွာလေးတရွာမှာမွေးဖွားခဲ့တာပါအလောက်ကန်ကလည်းရှားပါတာကြောင့်သူတို့မိသားစုရဲ့ဘဝကတော်တော်လေးကိုခက်ခဲခဲ့ရဲ့ရှင်ဒါကြောင့်သူရဲ့မိဘတွေကလည်းဘဝတိုးတက်ဖို့လမ်းရှာကြရင်းနဲ့အမေရိကန်ပြည်ထောင်စုကိုရောက်လာခဲ့တာပါဖန်တို့မိသားစုတွေကချင်းပြင်းနေကနေထွက်လာပြီးတော့မလေးရှားမှာနေကြပြီးဒုက္ခသည်အနေနဲ့အမေရိကဘက်ကိုပြောင်းလာကြပါတယ်အမေရိကကိုဆက်ဆက်ရောက်ချင်းမှာတော့ကလေးပဲရှိသေးတာကြောင့်အင်္ဂလိပ်စကားလည်းမပြောတတ်ခဲ့ဘူးရှင်တငယ်ချင်းအပေါင်းအသင်းတွေလည်းမရှိလို့အရန်အထီးကျန်ခဲ့ရတာပါဖန်အတွက်လဝိထိုးဖို့ကတော့ ော့ចောင်းတက်ရင်းနဲ့ပဲစတင်ပြီးဖြစ်လာခဲ့ပါတယ်။ငငယ်တော့ကចောင်းမှာအနိုင်ချင်းခံခဲ့ရပြီးဒုက္ခတွေဖြစ်နေရောက်လာတဲ့အကောင်အင်္ဂလိပ်စကားမပြောတတ်တဲ့အကောင်ဆိုပြီးပြောခံခဲ့ရပါတယ်။အင်္ဂလိပ်စကားမတတ်တာကြောင့်ထိုးရင်ထိုးရင်ကပဲငငယ်ချင်းတချို့က MMA ကိုသွားဖို့မြောက်ပေးကြတာပါ။ MMA ဆိုတာဘာလဲတော့မသိခဲ့ပေမဲ့လေ MMA မှာထိုးရဖို့နီလန်းတွေရှာရင်းနေသူ့အမေကိုတိုင်းပဲ MMA မှာထိုးခွင့်ရဖို့အတွက်ရှောက်ပေးကြတာဖြစ်ပါတယ် UFC ထိုးခွင့်ထဲမှာပထမဆုံးမြန်မာလူမျိုးတယောက်အနေနဲ့ထိုးခွင့်ရတဲ့ဖန်ကချင်းတိုင်းသားတွေအပါအဝင်မြန်မာနိုင်ငံသားတွေတခမ်းနဲ့အားပေးကြတာကိုအတိုင်းမသိဝမ်းသာနေပါတယ်ပွဲတစ်ပွဲထိုးရမယ်ဆိုတာနဲ့တနိုင်ငံလုံးကအားပေးကြတာကလည်းသူ့ကိုအင်အားတွေဖြစ်လာစေခဲ့တာပေါ့ကျောင်းဝိုင်းထဲမှာမြမအလံကင်ခွင့်မပြုသေးပေမဲ့သူကတော့ပွဲတိုင်းမှာရအောင်တည်သွားခဲ့ပြီးမြမအလံကိုတနည်းမဟုတ်တနည်းနဲ့ပ ြတ်သားခဲ့တဲ့သူပေါင်းလွန်ခဲ့တဲ့ရက်ကလည်းဗန်ဟာမြမအလံကို ဖနှတ်မှဆေးချဲ့ပြီးတော့စီးသွားခဲ့ရှင် ကြောင့်ပဲဖန်ကဒီပွဲမှာမနိုင်လောက်ဖူးလို့ထင်ကြပေမဲ့တေချာပေါက်အနိုင်ရသွားခဲ့တာပါစိတ်ကပဲအဓိကဖြစ်ပြီးအများရဲ့ပြောစကားတွေကြောင့်စိတ်ထက်မကျသွားတာကလည်းအတူယူစရာဖြစ်ပါတယ်ချန်ပီယံဖြစ်သွားတဲ့ဖန်ကိုသူ့သဘောကျတဲ့မိုးရီကိုကလည်းကွန်ပျူစကားတွေရေးသားပေးခဲ့သေးတာပါမြန်မာနိုင်ငံသားဖြစ်ရတာကိုဘယ်တော့မှမမေ့ပဲ UFC ရဲ့ဒုတိယအသက်ငယ်ဆုံးချန်ပီယံဖြစ်လာတဲ့ဖန်အတွက်ကွန်ပျူစကားလေးတွေကိုခမမရေးသားပေးခဲ့ပါအောင်ရှင်ဆက်လက်ပြီးဒီထက်မကအောင်မြင်ပါစေဖန်ရင်အလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ